တနစ်တာတမာကျန်းစာမှာကြိုးဆိုပါတယ်။ယနေ့အတူတကွာဖတ်ရန်တမာကျန်းစာမှာရာဇဝင်ချုပ်ပထမဆောင်အခန်းကြီး14မှ16အထိဖြစ်ပါတယ်။ရာဇဝင်ချုပ်ပထမဆောင်အခန်းကြီး14ယေရုရှလင်မြို့တွင်ဒါဝိဒ်၏လှုပ်ဆောင်ချက်များတူယုမင်းကြီးဟီရန်သည်ဒါဝိဒ်အဖို့နန်းတော်ကိုတိဆောက်ခြင်းမှာတန်တမန်နှင့်တကွာ အာရတတာလက်သမားပယံသမားတို့ကိုဆေလွတ်လေ၏ထာဝရဖျားသည်ဒါဝိကိုဣတေလာရှင်ဘရင်အရာ၌ခံထားတော်မူကြောင်းနှင့်မိမိလူဣတေလာအမျိုးဖို့အလိုငါနိုင်ငံကိုချီးမြှောက်တော်မူကြောင်းကိုဒါဝိသိမြင်လေ၏ဒါဝိသည်ယေရုရှလင်မြို့၌ထက်၍မယားတို့ကိုတင်းယူသည်ဖြင့်တာသမီများတို့ကိုမြင်လေ၏ 基鲁舍雷缪奈大卫，米多达鲁阿米加，夏摩尔，肖弗，纳丹，肖拉姆，伊巴哈，伊利硕，伊利伯勒，诺格，尼帕，贾贾，伊利夏马，伊利亚达，伊利弗拉吉，菲律宾多古奥米杰，大卫古贝蒂皮约。 ဣတေလရှင်ဘရင်အရာ၌ခန္ဓာကြောင်ကိုဖိလိတိလူတို့တည်ကြားလျင်ထိုသူအပေါင်းတို့သည်ဒါဝိဒ်ကိုရှာ၍လာကြ၏ထိုသတင်းကိုဒါဝိဒ်သည်ကြားသောအခါချီးသွား၏ဖိလိတိလူတို့သည်လာ၍ရေဖိန်ကြိုင်း၌အနှံ့ပြားနေကြ၏ဒါဝိဒ်ကလည်းအကျွန်ုပ်သည်ဖိလိတိလူတို့ရှိရာသို့တွားရပါမည်လောအကျွန်ုပ်လက်၌အတော်မူမည်လောဟု ဖျားသခင်ကိုမေးလျှောက်လျင်ထာဝရဖျားကတော်လော့တင်လက်၌ငါအမည်ဟုမိတော်မူသည့်အတိုင်းဒါဝိဒ်သည်ဘာလပေရာစိန်မျိုးတို့တွား၍သူတို့ကိုလှုပ်ကြံပြီးမှဖျားသခင်သည်ရေထား၍ဖြူဖြတ်တကယ်သူငါရန်သူတို့ကိုငါအားဖြင့်ဖြူဖြတ်တော်မူပြီဟုဆိုလျက်ထိုရက်ကိုဘာလပေရာစိန်အမည်ဖြင့်တွင်စေတည်းထိုရက်၌ ဖိလိတိလူများပြစ်ထားသောရုပ်တုများကိုဒါဝိဒ်၏အမိန့်တော်နှင့်မိရှိုးကြ၏တဖန်ဖိလိတိလူတို့သည်ထိုကြိုင်း၌အနှံ့ပြားလာ၍နေကြ၏ဒါဝိဒ်သည်လည်းဖျားသခင်ကိုတဖန်မေးလျှောက်တော်သူတို့ရှိရာသို့တက်တက်မတက်ရသူတို့မှလွယ်၍ကိုးစားတော်တဖက်တစ်ချက်၌ခြီရမည်ကိုးစားပင်ဖျား၌စစ်ချီတံကိုကြားသောအခါတိုက်အံ့သောငါခြီလော့ ထိုအခါဖျားသခင်သည်ဖိလိတိတက်ကိုလှုပ်ကြံခြင်းကတင်းရှိမှကြွားသွားမည်ဟုဖျားသခင်မိန့်တော်မူသည့်အတိုင်းဒါဝိဒ်သည်ပြု၍ဖိလိတိလူတို့ကိုကီးပောင်မျိုးမှသည်ဂါဇေရောမျိုးတိုင်အောင်လှုပ်ကြံလေ၏ဒါဝိဒ်တရင်သည်အတိုင်းတိုင်းအပြည်ပြည်တို့၌နှံ့ပြား၍ခသိန်းသောလူမျိုးတို့သည်သူကိုကြောက်ရွံ့စေခြင်းကထာဝရဖျားစီရင်တော်မူ၏ ရာဇဝင်ချုပ်ပထမဆောင်အခန်းကြီး15ပရိညင်တတကိုပြောင်းရွှေ့ခြင်းထို့နောက်ဒါဝိမျိုး၌အိမ်တော်တို့ကိုစောက်တော်မူ၏ဖျားသခင်ဤတတတော်ဌာနကိုပြင်၍တဲတော်ကိုလည်းတီတော်မူပြီးမှဒါဝိကဖျားသခင်ဤတတတော်ကိုထမ်း၍ရှေ့တော်၌အမှုတော်ကို အစဉ်စောင့်စီခြင်းမှာထာဝရဖျားသည် လေဝိသားတို့ကိုရွေးချယ်တော်မူသောကြောင့်အခြားတစ်ပါးသောသူတို့သည်ဖျားသခင်၏တစ်တာတော်ကိုမထမ်းရကြဟုဆိုလျက်ထာဝရဖျား၏တစ်တာတော်အဖို့ပြင်ဆင်သောအယက်ဌာနသို့ဆောင်ခဲ့ခြင်းမှာဤတေလအမျိုးသားအပေါင်းတို့ကိုယေရုရှလင်မြို့၌စုဝေးစေသောအခါအာရုံသားတို့နှင့်လေဝိသားတို့ကိုလည်းစုဝေးစေတော်မူ၍ရောက်လာတော်သူဟုမူကား ကောဟတ်မျိုးတွင် အကြီးဖြစ်သောဥရီလာနှင့်သူ၏ညီကို120မေရာရီအမျိုးတွင်အကြီးဖြစ်သောအတာယာနှင့်သူ၏ညီကို220ဂေရရှုံမျိုးတွင်အကြီးဖြစ်သောယောလာနှင့်သူ၏ညီကို130အေလိဇဘတ်မျိုးတွင် အကြီးဖြစ်သောရှေမာယာနှင့်သူ၏ညီကို200ဟေဘရုံမျိုးတွင် အကြီးဖြစ်သော အီလီလာနှင့်သူ၏ညီအကို80ဩစီလာအမျိုးတွင် အကြီးဖြစ်သောအမီနတက်နှင့်သူ၏ညီအကို112ယောက်တည်းဒါဝိဒ်သည်လည်းရေပရောဟိစာတုံးနှင့်အပြားသာလေဝိသားအိုရီလာအတာယာဂျောလာရှီမာယာအီလီလာအမင်းတက်တို့ကိုခေါ်၍တင်တို့သည်လေဝိသားအဆွေမျိုးသူကြီးဖြစ်ကြ၏ ဣတေလအမျိုးဤဖရာသခင်ထာဝရဖရာဤတਿੱတတော်အဖို့ငါပြင်ဆင်သောအယက်ဌာနသူဆောင်ခဲ့ခြင်းမှာကိုကိုလကောင်းညီကိုတို့ကိုလကောင်းတန်ရှင်းစေကြလော့အရင်ကမတန်ရှင်းတရားလမ်းသူမလိုက်ပဲငါတို့ဖရာသခင်ထာဝရဖရာကိုရှာတော်ကြောင့်ဒဏ်ခတ်တော်မူသည်ဟုတတိပေးဤထိုအခါရှေပရောဟိတုနှင့်လေဝိသားတို့သည် ဣတယီလအမျိုး၏ဖျားသခင်ထာဝရဖျား၏တစ်တာတော်ကိုဆောင်ခဲ့ခြင်းမှာကိုကိုတန်ရှင်းစေကြ၏ထာဝရဖျားအမိန့်တော်နှင့်အညီမောရှိမှထားခဲ့သည့်အတိုင်းလေဝိသားတို့သည်ဖျားသခင်၏တစ်တာတော်ကိုတစ်တာတော်တပိုးဖြစ်ထမ်းကြ၏လေဝိသားအကြီးအကဲတို့သည်ဆောင်းတယောခွက်ကွင်း အစရှိသော တူရိယာမျိုးနှင့်တချင်းဆိုတတ်သောညီကိုတို့ကိုဝမ်းမြောက်စွာအတန်ပြိုင်ဆိုစေခြင်းက ခံထားရမည်အကြောင်းအမိတ်တော်ရှိသည့်အတိုင်းထိုလေဝိသားတို့သည်ယောလာသားဟေမန်သူ၏ညီစုတွေကဗေရာခိတာအာတမိမိတို့ညီစုမေရာရီ အမျိုးတွေကကုရှာယတာအေတန်တို့ကို၎င်းမိမိတို့ညီဒုတိယအရာရှိဖြစ်သော စာခရီးဗေယာဇေလရှေမီရမုတ်ဂျေဟေလအုန်နီအီလျာဘဗီနာယမာတီယမတီတီအီလီဖလီမိနေယာတကားဆောင်ဩမတီတုံဂျေလအာဆစီတို့ကို၎င်းခံထားကြ၏တချင်းစီယာဟီမန်အတအီတန်တို့သည် ခြေဝါခွက်ကွင်းကိုတီးရကြ၏။စာခရိဗေယာဇေလရှေမိယာမုတ်ဂျေဟေလပုန်နီအေလျာဘမာတေယဗေနာယတို့သည်အာလမုတ်တယောကိုထိုးရကြ၏။မတိတိအေလိဖလိမိနေယအောဘဒီတုံဂျေလအာဆစီတို့သည် အတန်ဆုံးလင်းစွာရှေမိနေဆောင်ကိုတည်ရကြ၏လေဝိသားအကြီးကဲဖြစ်သောခိနနိသည်တချင်းအတ္တ၌လေးချက်သောကြောင့်တချင်းဆရာကြီးဖြစ်၏ဒေယခိနှင့်အေလကာနာသည်တစ်တာတော်တကားဆောင်ဖြစ်၏ရှေပရောဟိရှိဗနိယောရှဖတ်နာတနီလာအမတေစာခရီဗီနာယအီလီဇာရုသည် ဖျားသခင်ဤတਿੱတာတော်ရှိမှတပိုးမှုရကြ၏။ဩဘဒီတုံနှင့်ယေဟိတိလည်းတਿੱတာတော်တကားဆောင်ဖြစ်၏။ပရိညင်တਿੱတာတော်ကိုယေရုရှလင်မြို့သို့ပင်ဆောင်ခြင်း။ထိုသို့ဒါဝိမင်းနှင့်ဣတယေလအမျိုးအသက်ကြီးသူလူတစ်ထောင်အုပ်တို့သည်ထာဝရဖျားဤပရိညင်တਿੱတာတော်ကိုဩဘဒီတုံအိမ်မှဝမ်းမြောက်သောစိတ်နှင့်ဆောင်ခဲ့ခြင်းကသွားကြ၏။ ထာဝရဘုရား၏ပရိညင်တစ်တာတော်ကိုထံသောလေဝိသားတို့ကိုဘုရားသခင်မဆတော်မူသည်ဖြစ်၍သူတို့သည်နွားခုနှစ်ကောင်နှင့်တိုးခုနှစ်ကောင်တို့ကိုရစ်ပူဇော်ကြ၏ဒါဝိနှင့်တစ်တာတော်ကိုထံသောလေဝိသားများတချင်းဆရာခေနနီနှင့်တချင်းဆိုသူများတို့သည် ပိတ်ချောကိုဝစ်ကြ၏။ဒါဝိဒ်သည်ပိတ်တင်နိုင်ကိုလည်းထပ်၍ဝစ်၏။ ထို့သောဣတရီလအမျိုးသားအပေါင်းတို့သည်ကျွေးကြော်လျက်နှဲခရာတဘူခွက်ကွင်းတယောစောင်းတို့ကိုတီးမုတ်လျက်ထာဝရဖရာဤပဒိညင်တစ်တာတော်ကိုဆောင်ခဲ့ကြ၏ထာဝရဖရာဤပဒိညင်တစ်တာတော်သည်ဒါဝိမြို့ထဲသို့ဝင်သောအခါရှောလူဤတမီမိခါလာသည်တည်င်းပေါက်ကကြည်၍ဒါဝိမင်းကြီးသည် ကာလျက်ဒီမုတ်လျက်လာသည်ကိုမြင်သဖြင့်စိတ်နှလုံးထဲ၌မထီမဲ့မြင်ပြု၏။ရာဇဝင်ကျုပ်ပထမဆောင် အခန်းကြီး16တစ်တာတော်ကိုတဲ၌ထားခြင်းထို့သို့ဖျားသခင်ဤတစ်တာတော်ကိုဆောင်ခဲ့၍ဒါဝေးဆောင်နှင့်တော့တဲအလယ်၌ထားပြီးမှမိရှုရာရင်းနှင့်မိတ္တဟာရာရစ်တို့ကိုဖျားသခင်ရှိတော်၌ပူဇော်ကြ၏။ မိရှုယာယင်းနှင့်မိတ္တဟာယရစ်ပူဇော်ခြင်းအမှုကိုဒါဝိမင်းသည်ပြီးစီးစေသောအခါထာဝရဘုရား၏နာမတော်ကိုမြှော်၍ပရိသတ်တို့ကိုကောင်းကြီးပေးလေ၏ဤတေလာလူယောက်ျားမိမအပေါင်းတို့အားမဟုတ်တပြားအမေသားတတစပြစ်တီးပြင်တပြားစီဝေငါတော်မူ၏တပန်ထာဝရဘုရား၏တစ်တာတော်ရှိမှအမှုတော်ကိုဆောင်ရွက်၍ဤတေလာအမျိုး၏ ဖျားသခင်ထာဝရဖျားဤဂုံကျေးဇူးတော်ကို အလှဲ့တိုင်းချီးမိုးစေခြင်းကခံထားတော်မူသော လေဝိသားများဟူမူကားခွက်ကွင်းတီးသောအကြီးကဲအာတတူနောက်ဆောင်းတယောတီးသောစာခရိယေလရှေမိယာမုတ်ဂျေဟေလ မတိတိအေလျာဘဗေနာယအောဘဒီတော် ရေလတစုနဲ့ဖျားသခင်ဤပဒိညာတိတတော်ရှိမှာအစင်တပိုးမှုတ်သောယေပရော ဟိတ်ဘေနာယနှင့်ယဟာဇေလတီထူနေ၌ဒါဝိဒ်အတနေသူညီတို့အားအတော်ထာဝရဖျားဤယေရှုတော်ကိုချီးမွမ်းရာစာလံတချင်းတည်းဟူမူကားယေရှုတော်ချီးမွမ်းရာစာလံထာဝရဖျားဤဂုံယေရှုတော်ကိုချီးမွမ်းကြလော့ နာမတော်ကိုပထနာပြုကြလော့အမှုတော်တို့ကိုလူများတို့အားပြသကြလော့ထာဝရဘုရားကိုတချင်းဆိုကြလော့ဆာလံတချင်းကိုဆိုကြလော့အံ့ဖွယ်သောအမှုတော်အပေါင်းတို့ကိုဟောပြောကြလော့တန်ရှင်းသောနာမတော်၌ဝါကြောဝမ်းမြောက်ကြလော့ထာဝရဘုရားကိုရှာတော်သူတို့သည်စိတ်နှလုံးရွှင်လန်းကြစေထာဝရဘုရားနှင့်တကူတော်ကိုရှာကြလော့ မျက်နာတော်ကိုအစင်မပြတ်ရှာကြလော့စီရင်တော်မူသောအံ့ဩဖွယ်တို့ကို၎င်းထူဆန်းသောအမှုတော်တို့နှင့်နှုတ်တော်ထွက်ပညတ်တို့ကို၎င်းအောက်မိကြလော့သာဝရဖရာဤကျွန်းဣတိယီလာအမျိုးရွေးကောက်တော်မူသောရာကုန်ຫນွေတို့ကိုတော်မြတ်သာဝရဖရာသည်ငါတို့ဖရာသခင်ဖြစ်တော်မူ၏မြေကြီးတစ်ပြင်လုံး၌စီရင်ပိုင်တော်မူ၏ ငါသည်တင်တို့အမွေခံရဖို့ခါနန်ပြည်ကိုတင်လိုက်ပေးမည်ဟုငါတို့အမျိုးသည်အရေအတွက်အဖြစ်မများအလွန်လဲ၍ထိုပြည်၌ဧည့်သည်ဖြစ်လျက်နေသောအခါအာဗရာဟံ၌ဂတိထား၍ဣသ၌ကျိန်ဆိုတော်မူလျက်ယာကုပ်၌မြဲမြံသောတရားဣသရေလ၌နေဆာထာဝရပရိညင်ဖြစ်စေခြင်းမှာလူမျိုးအဆက်တထောင်နိုင်အောင်မိမ့်မြတ်တော်မူသော နှုတ်ကပတ်ဒီဟုသောဝန်ခံခြင်းတရားတော်ကို အစင်မြဲအောက်မေ့တော်မူ၏သူတို့သည်တမျိုးမှတမျိုးတို့လည်းကောင်းတနိုင်ငံမှတနိုင်ငံတို့လည်းကောင်းလှဲ့လေ၍သွားကြသောအခါသူတို့ကိုညှင်းဆဲစေခြင်းကဘသူအားမျှအခွင့်ပေးတော်မူမူသူတို့အတွက်လည်းရှင်ဘီရင်တို့ကိုဆုံးမလျက်နတ်ထန်၌ဗိသိက်ခံသောသူတို့ကို မထီမခိုက်နှင့်နတ်ပယောဖက်တို့ကိုအပြစ်မပြုနှင့်ဟု မိတော်မူ၏ မြေကြီးသားအပေါင်းတို့ထာဝရဘုရားအားတခြင်းဆိုကြလော့ကဲတင်တော်မူခြင်းတရားကိုတနေ့ထက်တနေ့ညွှန်ကြားကြလော့ဖုံးတော်ကိုတပားမျိုးသားတို့၌လည်းကောင်းတန့်ဖွဲ့သောအမှုတော်တို့ကိုခတ်သိမ်းသောလူမျိုးတို့၌လည်းကောင်းဖော်ပြကြလော့ထာဝရဘုရားသည်ကြီးမြတ်၍အလွန်ချီးမွမ်းပွေဖြစ်တော်မူ၏ဖရာတကာတို့ထက်ကြောက်ရွံ့ပွေဖြစ်တော်မူ၏ တပါးမျိုးသားတို့၏ဖျားရှိသမျှတို့သည်အချင်းဤတသက်ဖြစ်ကြ၏။ထာဝရဖျားမူကားမိုးကောင်းကင်ကိုဖန်ဆင်းတော်မူ၏။ဖုံးတကူအာနုဘော်သည် ရှေ့တော်၌ရှိ၏။အစွမ်းတတိနှင့် ဝမ်းမြောက်ခြင်းအကြောင်းလဲနေတော်မူရာ၌ရှိ၏။လူမျိုးမျိုးတို့ထာဝရဖျားသည်ဖုံးတကူအစွမ်းတတိရှိတော်မူသည်ဟုဝန်ခံကြလော့ ရှိတော်မူသည်ဟုဝန်ခံကြလော့။ထာဝရဘုရား၏နာမတော်သည်ဖုန်ကြီးတော်မူသည်ဟုဝန်ခံကြလော့။ပူဇော်တကားကိုဆောင်ခဲ့လျက်ရှိတော်သူချင်းကပ်ကြလော့။တန်ရှင်သောတစားကိုဆင်၍ထာဝရဘုရားကိုကူးကွယ်ကြလော့။မြေကြီးသားပေါင်းတို့ရှိတော်၌ကြောက်ရွံ့ခြင်းရှိကြလော့။လောကထက်သည်မလုံမရှားနိုင်အောင်မြဲမြံစွာတည်လိမ့်မည်။ကောင်းကင်သည်ဝမ်းမြောက်ခြင်းရှိစေ။ မြေကြီးသည်လည်းရှင်လန်းခြင်းရှိစေ။ထာဝရဘုရားဆိုးဆန်တော်မူသည်ဟုတပားမျိုးသားတို့တွင်ဟောပြောကြစေ။ပင်လယ်နှင့်ပင်လယ်တစားသည်အတံပလံပြုစေ။လေပြင်းနှင့်လေပြင်း၌ရှိသမျှသည်လည်းဝမ်းမြောက်စေ။ထိုအခါတော်၌ရှိသမျှသောအပင်တို့သည်ထာဝရဘုရားရှိတော်၌ရှင်လန်းစွာတခြင်းဆိုကြလိမ့်မည်။အကြောင်းမူကား ကိုယ်တော်သည်မြေကြီးသားတို့ကိုတရားစီရင်ခြင်းမှာကြွလာတော်မူ၏။ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ဂယုဏတော်အစင်မြဲတည်သောအကြောင်းဂုံကျေးဇူးတော်ကိုချီးမွမ်းကြလော့။အကျွန်ုပ်တို့ကိုကယ်တင်တော်မူသောဘုရား။အကျွန်ုပ်တို့သည်တန်ရှင်သောနာမတော်ဂုံကျေးဇူးကိုဝန်ခံ၍ကျေးဇူးတော်ကိုချီးမွမ်းခြင်း၌ဝါကျော်ဝမ်းမြောက်မြေအကြောင်းအကျွန်ုပ်တို့ကိုကယ်တင်တော်မူပါ။ တပားမျိုးသားတွေကနှုတ်၍စုဝေးစေတော်မူပါဟုဝတ်ဆိုကြလော့ဣတရေလအမျိုးကြီးဖျားသခင်ထာဝရဖျားသည်ကဘာအဆက်ဆက်မင်္ဂလာရှိတော်မူစေတည်းဟုတချင်းဆိုကြတော့ခါလူများအပေါင်းတို့သည်အာမေဟုဝန်ခံလျက်ထာဝရဖျားဤဂုံတော်ကိုချီးမွမ်းကြ၏တိတ္တာတော်အမှုထမ်းများထာဝရဖျားဤပဒိညာတိတ္တာတော်ရှိမှာဤတိုင်းဆောင်ရွက်เสียအမှုကို အစင်အမြဲဆောင်ရွက်စေခြင်းမှာအတတ်နှင့်သူ၏ညီတို့ကို၎င်းဩပဒီတုံနှင့် ညီချောက်ချစ်ရှိရောက်တကားဆောင်ဟောတန်နှင့်ယေထုတုံသားဩပဒီတုံတို့ကို၎င်းတစ်တာတော်ရှိမှထားတော်မူ၏မိရှိုရာရစ်ပလင်ပေါ်မှနေ့ရက်အစဉ်တိုင်းနနက်တခါညဦးတခါထာဝရဖရာအားမိရှိုရာရစ်တို့ကိုပူဇော်၍ဣတေယီလာအမျိုး၌ ထာဝရဘုရားထားတော်မူသောပညတိကျမ်းစာ၌ပါသမျှအတိုင်းပြုစေခြင်းကဒီပုံမျိုး၌မြင့်သောအရက်ပုံမှရှိသောထာဝရဘုရားတဲတော်ရှိတွင်ရှင်ပရောဟိတ်စာတုံးနှင့်တူ၏ညီရှင်ပရောဟိတ်များကိုလည်းထားတော်မူ၏ထာဝရဘုရား၏ဂယုဏတော်သည်အစင်မြဲတည်သောကြောင့်ဂုံကျေးဇူးတော်ကိုချီးမွမ်းစေခြင်းကတခြင်းတဲတို့၏အဆောင်တဘူး ခွက်ကွင်းအစရှိသောဖျားသခင်ဤတူရိယာမျိုးကိုကင်သော ဟေမန်နှင့်ယေဒုသုံအစရှိသော ရွေးကောက်၍စည်ရင်သွင်းသောသူအခြားတို့ကိုလည်းထားတော်မူ၏ယေဒုသုံသားတို့သည်လည်းတကားဆောင်ဖြစ်ကြ၏ထို့နောက်မှ လူပေါင်းတို့သည်မိမိတို့နေရာသို့ပြန်သွားကြ၏ဒါဝိဒ်သည်လည်းနန်းတော်သားတို့ကိုကောင်းကြီးပေးခြင်းကသွားတော်မူ၏ဖျားသခင်ဤစကားတော်ကို အစင်နားထောင်၍အတစ်တော်ဆာလံတခြင်းများဖြင့်ချီးမွမ်းတတ်ကြသောမိษွေတို့၌လည်းဗတိညင်နှင့်ဆိုင်သော ကောင်းကြီးမင်္ဂလာတို့သည် အစင်ရှိမြဲရှိပါစေသော အာမင်